မင်္ဂလာပါဆရာနေမျိုးလိုက်ပါဒီကနေ့ဆရာရွေးချယ်ထားတဲ့စောင်းမလေးကအမှတ်စဉ်39တိုင်းခွက်လို့အမည်ပေးထားပါတယ်တိုင်းကိုဝါသနာပါတဲ့မျိုးဆက်တဲ့လူငယ်တွေက တိုင်းကိုသာသင်ယူနေကြတာတိုင်းဆိုတဲ့အရာကဘာကိုပြောတာလဲတိုင်းရဲ့အတိတ်ဘယ်ကဘာလဲဆိုတာသိသူတော်တော်နဲပါတယ်ပညာရတစ်ခုသင်ယူတိုင်းမှာဘာပညာကိုပဲသင်ယူသင်ယူ ကိုတင်ယူနေတဲ့ကိုလုံနေတဲ့အလုပ်ရဲ့အတိတ်ပဲကိုမတိဘူးဆိုရင်သူ့ရဲ့အနှစ်သာရကိုပြည့်ပြည့်ဝဝရဖို့ခဲရင်ပါလေဒါကိုဆရာရဲ့ဆရာကအမြဲဆုံးမပါလေငါတပည့်မင်းအကြောင်းအရာတခုကိုလေ့လာတဲ့အခါမှာ what not why ကိုသိအောင်လုပ်ပါလို့အမြဲဆုံးမပါလေတိုင်းကွဆရာအရှိပိုင်းမှာတော့ ။ဆောင်းမအချို့မှာတိုင်းကွက်ဆိုတာဘာလဲဆိုပြီးတော့မေးခွန်းလေးမေးဖို့ပါတယ်။တော်တော်များများကလည်းတိုင်းကွက်ဆိုတဲ့အတိတ်ပဲကိုမသိတာများပါတယ်။အဲဒီတော့တိုင်းကွက်ရဲ့အတိတ်ပဲကိုဒီဆောင်းမလေးနဲ့ဆရာတေချာရှင်းပြမှာဖြစ်ပါတယ်။တိုင်းကွက်အကြောင်းကိုသိကျင်တဲ့ဆိုရင်ဆောင်းမလေးကိုဆုံးအောင်နားထောင်ပေးပါ။မူလအခေယနှစ်ခုသို့မဟုတ်နှစ်ခုတဲ့ပို့ပြီးတော့ပေါင်းဆက်ခြင်းကိုဒါမှမဟုတ်အခေယနဲ့အရွေ့နဲ့ ပေါင်းဆက်ခြင်းကိုတိုင်းကွက်လို့ခေါ်ပါတယ်အခေယဆိုတာကတော့ဘာကိုဆိုလိုတယ်လဲဆိုရင်ရှေ့ပိုင်းကအခေယဆောင်းပါးကိုတွားပြီးတော့နားထောင်နိုင်ပါတယ်အမျိုးအစားမတူတဲ့တိုင်းပညာတွေအကုန်လုံးကမူလအခေယတွေအမျိုးမျိုးအမျိုးမျိုးရှိကြပါတယ်လူတွေရဲ့ခန္ဓာကိုယ်တိဆောက်ပုံပါဝင်မှုတွေအားလုံးကတူညီနေတာဟုတ်မူလအခေယတွေကလည်းတူညီနေမှာပါပဲ။ ဒါကြောင့်မို့အခေယအကွက် theory ဆိုတဲ့အကြောင်းတရားကိုမသိသေးတဲ့ပညာသင်သားတွေအတွက်ငါတို့အတိုင်းအတွက်ကိုကုချသွားတာသူတို့ထဲမှာပါတယ်ငါတို့ထဲမှာပါတယ်စသဖြင့်ဝိဝါဒတွေကွဲပြားပြီးတော့အမြင်တွေမတူကြဘူးဖြစ်လာကြပါတယ်အခေယနဲ့အရွေ့ပေါင်းစပ်ဖို့ရအတွက် theory ဆိုတာလိုပါတယ်အခေယအတိုင်းကို ကိုစိတ်ကြိုက်ပေါင်းစပ်လို့မရပါဘူးတိုင်းခွက်တွေရဲ့ရည်ရွယ်ချက်ကိုက မိမိကိုယ်ကိုလွတ်မြောက်ဖို့တစ်ဖက်ရံမူလာတဲ့ရံမူသူကိုထိအောင်တိုက်နိုင်ဖို့စတဲ့သဘောပဲရှိပါတယ်။ဒါကြောင့်နှစ်ခုသုံးမုံနှစ်ခုတဲ့ပိုတဲ့ပေါင်းစပ်မှုတိုင်းကို အကွက်လို့ခေါ်ဆိုပါတယ်။အဲ့ဒီလိုအခေယာနှစ်ခုသုံးမုံနှစ်ခုတဲ့ပိုတဲ့အရာတွေကို ပေါင်းစပ်လိုက်တိုင်းအကွက်ဖြစ်သလားဆိုတော့အကွက်အနေနဲ့ကတော့ဖြစ်လာပါတယ်။ဒါပေမဲ့မူလရည်ရွယ်ချက်ကို ထိတိမိမိ ရရှိသလားဆိုတာကလိုအပ်ပါတယ်အရွေးဘလောက်လိုတာလဲလားရဘယ်ဟိုသွားမှာလဲအချိန်နှုံးဘလောက်နဲ့ပေါင်းဆက်မှာလဲအားဘလောက်နဲ့သွားမှာလဲအခရာတွေဘယ်နှခုထည့်သွင်းမှာလဲတိုက်စစ်ပုံတရံသွားကျင်တာလားခံစစ်ပုံတရံသွားကျင်တာလားဒံပြံပုံတရံသွားကျင်တာလားဆိုတာတွေထည့်သွင်းစဉ်းစားမှဖြစ်ပါတယ်ဒါအပြင် ရိုးရာယဉ်ကျေးမှုတွေအနည်းအထိုင်အဝတ်အစားအစားအသောက်အစားရှိတဲ့အကြောင်းတရားတွေကိုလည်းလစ်လူရှုထားလို့မရပါဘူးလောကနိယာမတရားများကိုပါထဲ့သွင်းတွက်ချက်ရတော့မှာဖြစ်ပါတယ်ဖန်တီးပြီးရရှိလာတဲ့တိုက်ကွက်ကလည်းဘလောက်အသုံးဝင်တယ်လဲအားနည်းချက်တွေပါသေးသလားအားတာချက်တွေများသလားစတဲ့စတဲ့အကြောင်းအရာတွေများစွာကတိုင်းကွက်တိုင်းမှာလူမသိတဲ့နောက်ွယ်က ရှိနေတဲ့အကြောင်းတရားဖြစ်ပါတယ်။ဒီအချက်တွေကြောင့်မို့ရှိပြီးသားပညာရှင်တွေကိုသင်ကြားလက်ကျင့်နေသူတွေကသိထားမှသာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ရှိပြီးသားတိုင်းကွက်တွေကိုဆရာကြီးတွေကရှေးမဆွကာလကလေးကတီထွင်ဖန်ပြီးခဲ့ကြတာဖြစ်ပါတယ်။ဒီ ओरी အကြောင်းအရာများကိုလည်းထည့်သွင်းတိဆောက်ထားရုံမကဘူး။ တိုင်းကွက်များရဲ့စီးစနစ်မှန်ကန်မှုကိုလည်းလက်တွေ့စမ်းသပ်အတည်ပြုထားပြီးဖြစ်ပါတယ်။ဆရာကြီးတွေကိုယ်တိုင်တိုက်ပွဲတွေများစွာများစွာတိုက်ပြီးတော့အောင်မြင်လာတဲ့အချိန်ကြမှာမှန်ကန်ကောင်းမွန်တဲ့တိုင်းကွက်တွေအနေနဲ့ရှိလာခဲ့တာဖြစ်ပါတယ်။တီထွင်ဖန်တီးတဲ့ဆရာကြီးတွေရဲ့အတွေ့အခေါ်ကျင့်ကြံမှုဓလိနေရာဒေသပတ်ဝန်းကျင်စိတ်နေစိတ်ထားခန္ဓာကိုယ်တိဆောက်ဖို့ကြားမမတူညီတဲ့အချက်တွေကြောင့်တိုင်းကွက်တွေကလည်း ပုံတရံ꽌ပြနေကြပါတယ်꽌ပြတဲ့တိုင်းကွက်များကိုမူတည်ပြီးတော့မှတိုင်းအမျိုးအစားတွေရဲ့မတူညီတဲ့နာမည်မျိုးကွဲတွေပေါ်လာတာဖြစ်ပါတယ်တီထွင်တဲ့ဆရာနေရာတိုင်းကွက်ရဲ့သဘောတရားတွေနဲ့အခြေပြုပြီးတော့နာမည်တွေဖြစ်လာတာဖြစ်ပါတယ်တခါကဆရာရဲ့တိုင်းနောင်တော်တယောက်ကပြောဖို့ပါတယ်ဆရာတဲ့တော့အသက်ဝါ ကြီးပါတယ်ဒါပေမဲ့တဦးနဲ့တဦးလေးလေးစားစားနဲ့ဆရာလို့ပဲခေါ်ပေါ်အသုံးပြုကြပါတယ်တိုင်းပညာကလည်းမျိုးရိုးပညာရှင်မတူညီကြပါဘူးအခြားရိုးရာပညာဆရာတယောက်ဖြစ်ပါတယ်ဆရာကြီးတိုင်းနေအရန်တော်နေပြီမဲ့ချတဲ့နေရာမှာညံ့တဲ့လူရှိတယ်ဗျကျောက်တပည့်တွေထဲမှာတချို့ကတိုင်းကစားရင်သိပ်ကောင်းတာချတဲ့အခါတော့ဗျာတတ္တိရှိရှိမချတတ်ဘူးတချို့ကလေးတွေကြပြန်တော့လဲ တိုင်းကတိတ်မတော်ဘူးဗျဒါပေမဲ့ချတဲ့နေရာကျအရန်ကောင်းတာကိုတွေ့ရတယ်ဒီစကားကိုကြတော့ဆရာကလည်းဘဝင်မကြအောင်ကို့အယူအဆအတွေးခေါ်သူ့ချပြတယ်ဆရာကြီးအဲ့လိုမဟုတ်ဘူးဗျတိုင်းတော့တော်တယ်မချတတ်ဘူးဆိုရင်ဒါတိုင်းတတ်တယ်လို့မခေါ်နိုင်ဘူးတိုင်းကိုသိတာပဲရှိသေးတယ်ဟုတ်ကဲ့ဆရာရှင်းပြစမ်းပါဦးဒီလိုဗျ ဆရာရဲ့တိုင်းကွက်တေတဲ့ကသဘောတရားတွေကို ရှင်းတန်းတွေသေးသေးချာချာကြားနောက်နားမလည်သေးတာပဲလို့ပြောရမယ်သေးသေးချာချာနားလည်သွားပြီဆိုရင် လုံလောက်အောင်လဲကျင့်ထားပြီးပြီဆိုရင်မချရဲတဲ့သူ မချတတ်တဲ့သူဆိုတာတော်တော်ကိုတွေ့ရခဲ့ပါတယ်ဗျာတခုတော့ရှိတာပါဗျာနားလည်အောင်ဆရာဖြစ်သူက ရှင်းလင်းတင်ပြပေးထားရမယ်ဗျတပည့်ကလည်းနားလည်တာမှန်တယ် သေးကြအောင်လဲလက်ကျင့်ထားပါလေအသုံးချလို့မရဘူးဆိုရင်တော့အဲ့ဒီတိုင်းခွဲက theory လွဲချော်နေတဲ့အကွက်ဖြစ်နေနိုင်ပါတယ်ရှေးရခင်ကာလတွေကတည်းကရှိလာတဲ့အကွက်မျိုးမဟုတ်ဘဲနဲ့အစင်းစင်တီထွင်ပေါင်းဆက်ရင်လွဲချော်သွားတာမျိုးလဲဖြစ်နိုင်ပါတယ်ဗျာကျွန်တော်တို့လူမျိုးကလည်းမှတ်တမ်းမှတ်ရနဲပါတဲ့အတွက်ဘူးရင်လားနောက်တိုးလားပြောဖို့ရမလွယ်ကူဘူးဖြစ်နေတယ်ဆရာရဲ့ ။ဘာပဲဖြစ်ဖြစ်ပေါ်ဆရာရေလက်တွေ့ဘဝထဲမှာအသုံးမချဘူးဆိုရင်တော့ထဲ့တယ်မထားပဲလေ့ကျင့်စရာတော့မလိုတော့ဘူးမလား။အချိန်ကုန်လူပင်ပန်းစီုံပဲရှိမှာပေါ့ဗျာ။သီအိုရီကျနာစွာတိဆောက်ထားတဲ့ဘဲပညာဘဲအကွက်မဆိုအဖိုးအနက်ကတန်လွန်လာပါတယ်ဆရာ။ဒါဖြင့်ဆရာအယူဆအတိုင်းဆိုရင် တိုင်းွက်တွေကိုသီအိုရီကျမ်းနာစွာတိဆောက်ထားပါတယ်။မှန်ကန်ကောင်းမွန်လှပါတယ်လို့ပြောနိုင်ဖို့ရာ ဘယ်လိုအထောက်အထားတွေလိုအပ်သလဲဗျဒါကလည်းဒီလိုရှိတယ်ဗျဒီအတိုင်းွက်ကို theory မှန်လားမမှန်လားကျွန်တော်တို့လိုညံနေတဲ့သူတွေကိုယ်တိုင်စဉ်းစားတွေးခေါ်နေဖို့မလိုပါဘူးဗျာတိုင်းကွက်တစ်ခုရဲ့ရှင်းတန်းကိုသိအောင်လုပ်ပြီးဒီသိလာတဲ့ရှင်းတန်းကတဘာဝသဘောတရားနဲ့ကိုက်ညီမှုရှိမရှိစမ်းသပ်စစ်ဆေးလိုက်မယ်ဆိုရင်သိနိုင်ပါတယ်တဘာဝတရားကြီးရဲ့အလိုတိုင်းအခရာနဲ့အရွေကို ပူးတွဲပေါင်းဆက်ထားတာကိုက်ညီနေသီအိုရီကြတဲ့တိုင်းကွက်လို့မြင်နိုင်ပါတယ်တခုရှိတာကကျွန်တော်တို့ကိုယ်တိုင်က တီထွင်သူတွေမဟုတ်လို့ရှေးဆရာကြီးတွေတီထွင်ထားတဲ့အသင့်ဆုံးတိုင်းကွက်တွေကလေးလာလက်ကျင့်နေကြတဲ့သူတွေဖြစ်တဲ့အလျောက်ရှိပြီးသားတိုင်းပညာများရဲ့မူလအရသာကိုဆက်လက်တည်တံ့ရေးတာကျွန်တော်တို့တာဝန်ဖြစ်တယ်မဟုတ်လားဆရာ။ ဒါကြောင့်ကျွန်တော်တို့မြတ်နိုးတဲ့ပညာရက်တွေကိုသင်ကြားတဲ့အခါမှာပညာစဉ်တိုင်းရဲ့မူလနှစ်သာရတွေမပြောင်းလဲစေပဲအခေယာနဲ့အွေပေါင်းဆက်တဲ့အကွက်သဘောတရားတွေကိုနားလည်ထိမိစေဖို့လေလာသင်ကြားလက်ကျင့်ရင်းဖြင့်အစဉ်အလာကို ထိမ့်သိမ့်ကြအောင်မှာ ဖြစ်တယ်လို့ဆရာပြောကြားလိုက်တဲ့အခါဒီအယူအဆကိုဆရာရဲ့မိတ်ဆွေဆရာကလည်းသဘောကျလက်ခံ ကျင့်တ်သွားပါတယ်ဒီဆောင်းပါးကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ပါစေ